အားလုံးမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်ဗောနော် အဲ့လက်ရှိဒီနေရာမှာကျွန်တော်ပြောဘူးလူနေတာကတော့ဒါကျွန်တော် pass နဲ့အမြင်မှာတော့ဒါကျွန်တော်တော်တော်လေးကိုအရေးကြီးတဲ့အချက်တစ်ခုပေါ့နော်အဲ့လက်ရှိလာမယ့်ဒါကျွန်တော်တို့နေရာဒီမှာတော့ Manchester United အသင်းနေနေဒါကျွန်တော်တူတေအားဖြင့်ပြောရမယ်ဆိုတော့ကစားသမား10ယောက်ကျော်အထိလက်ရှိအသင်းကနေပြီးတော့ထွက်ခွာတော့မှာဖြစ်တယ်ဆိုတော့တင်းနေတော်တော်လေးကိုတက်နေတာကိုတွေ့ရမယ်တော့မှာပါအဲ့ဒါကတော်တော်လေးကိုစိတ်ဝင်စားလက်ရှိမှာဒါကျွန်တော်လာမယ့်နေရာဒီမှာဒါကျွန်တော် Premier League အသင်းနေနေသူတို့ရဲ့အသင်းရဲ့ဒါထောက်ဝက်လောက်တွေကိုလဲမယ်အသင်းတွေကတဖြည်းဖြည်းနဲ့များလာခဲ့တယ်ဒါကျွန်တော်ရှေ့ရက်တွေကကျွန်တော်တင်ဆက်ပေးထားခဲ့လို့ ပဲကျွန်တော်အာစနောအသင်းအနေနဲ့ဒါကျွန်တော်အသင်းကထောက်ဝက်ကြော်လောက်ဒါကျွန်တော်ဒီကစားသမားတွေကိုလဲမယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်။ဒီနေ့မှလည်းဒါကျွန်တော်ဒီလိုပဲမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းရဲ့လက်ရှိရှည်ရင်းဆွဲကစားသမားတွေကိုအငှားထွက်နေတဲ့ကစားသမားတွေကိုအပါဝင်ဒါကျွန်တော်လာမယ့်နွေရာဒီမှာဒါကစားသမား၁၀ယောက်ကြော်လောက်မန်ချက်စတာယူနိုက်တက်အသင်းကနေပြီးတော့ထွက်ဖို့အတွက်ရာဂိုင်နှုန်းတွေများလာခဲ့ပြီဆိုတဲ့သတင်းတွေတက်လာခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေရာမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ sales ကို departure ကိုဒါကျွန်တော် end of contract တွေတော့အများကြီးရှိတယ်။ဒါပြင်လက်ရှိမှာဒါ United အသင်းနဲ့လာမယ့်နွေရာဒီမှာကစားသမားအယောင်ကနေလည်းပတ်စံနေမြေမြေ င်းရဖို့အတွက်မျှော်လင့်ထားရဆိုပြီးကျွန်တော်လွန်ခဲ့တဲ့တစ်လလောက်ကလည်းဗီဒီယိုတင်ခဲ့ဘူးတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်နာမည်တွေနဲ့ပါထွက်လာခဲ့ပြီးလက်ရှိမှာ United အသင်းနဲ့ဒါကစားသမားဒါကျွန်တော်တူတဲအဖြစ်ပြောရမယ်ဆိုတော့10ယောက်ကျော်တီတီကိုဒါကျွန်တော်တို့ အသင်းကနေပြီးတော့ကျွန်တော်တို့လာမယ့်နေရာဒီမှာထွက်ခွင့်ပေးသွားမယ်လို့ကြားသေးရမှာပါအဲ့တော့ပထမဆုံးတယောက်အနေနဲ့ market ratio market ratio ကိုလက်ရှိဒါသိကြတယ်မယ် Aston Villa အသင်းနဲ့တူတာကျွန်တော်တို့ Champions League မှာပါခြေစွမ်းပြခဲ့ပြီးတော်တော်လေးကိုဒါကောင်းခဲ့တဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်။တိုးပေမဲ့တော့ညလေတကယ်တမ်းဒါကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ Aston Villa အသင်းအနေနဲ့ဒါခေါ်ရဲမခေါ်ဆိုတဲ့ Aston Villa အသင်းမခေါ်ဆိုတော့အခုလက်ရှိမှာဒါကျွန်တော်တို့ခေါ်မဲ့ club တွေကအများကြီးရှိတဲ့အနေအထားတစ်ခုကိုရောက်လာခဲ့တယ်ပေါ့နော်။အဲ့တော့ လက်ရှိအခြေအနေဒီအရဒါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လာမယ့်နေရာဒီမှာ market ratio ကိုအသင်းကနေပြန်လဲပြီးလက်ခံဖို့အတွက်ဒါကျွန်တော်တို့အခြေအနေတွေကတဖြည်းဖြည်းနဲ့နည်းပါလာတယ်ဒါပေမဲ့ market ratio နဲ့ဒါကျွန်တော်တို့အဲ လက်ရှိနီးပြရူဘင်အာမိုရင်းနဲ့ကလာမဲ့ဒါကျွန်တော်တို့ဒီအပြောင်းရွှေ့ရာသီပြီးသွားမယ်ဆိုရင်တော့ဒါကျွန်တော်တို့စကားပြောဒီကျွန်တော်ရာသီတစ်ခုဒီရာသီပြောဒီဘောလုံးရာသီပြီးသွားခဲ့မယ်ဆိုရင်တော့စကားပြောဘူးရှိတယ်ဆိုတဲ့သတင်းထုတ်ပေါ်လာခဲ့အဲ့ဒါကဘာကိုဆိုလိုချင်တာလဲလက်ရှိမှာဒါ United ကကျွန်တော်တို့ Rooney ကလည်းဒါမှဝင်းနေကဒါကျွန်တော် Aston Villa ပုံစံမှာပြောတယ် market ratio နဲ့ဒီခြေစွမ်းရာဆိုရင်တော့ဒါကျွန်တော် Manchester United အသင်းမှာပြန်လဲပြီးတော့ဒီလိုခြေစွမ်းနဲ့နေမယ်ဆို United ပြည်သက်တွေကလက်ခံမှာလည်းပြဿနာက market ratio ကဒီလိုမျိုးခြေစွမ်းက consistent မဖြစ်တဲ့ပြဿနာဆိုတယ် United ပြည်သက်တွေကလည်းဒါကူတာနှစ်နဲ့လှချီပြီးတော့ တနှစ်မို့တနှစ်မို့ကြာကျွန်တော်တို့ဘယ်နှစ်နှစ်တောင်ရှိပဲ United ပြည်သက်ဒါမှမဟုတ် Aston Villa အခုလက်ရှိမြင်ခဲ့တဲ့ချင်းမျိုးကဒါ United ပြည်သက်တွေခဏခဏမြင်ခဲ့ဒါပေမဲ့အဲ့ဒီနောက်ွယ်က သွားတဲ့ခြေစွမ်းကပူဆူးတဲ့တဲမှာပါတယ်အဲ့တော့ United ပြည်သက်တီနယ်ကိုလက်ရှိမှာ Anios အုပ်စုအနေနဲ့က market ratio ကိုလာမဲ့နေရာဒီမှာရောင်းကျင်တယ် Ruben Amorim က market ratio နဲ့ပတ်သက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးသူနဲ့ clear the air ကျွန်တော်ဒါစကားတော့ပြောသွားမယ်ဒါပေမဲ့ United အသင်းနဲ့ market ratio ကို Aston Villa အသင်းဒါမှမဟုတ်ခုနကပြောသူ Aston Villa အသင်းကမခေါ်နိုင်ခဲ့ဘူးဆိုရင်တော့မှတခြား club ကိုရောင်းချသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့ကြားသိရတယ်မှာပါတယ်နောက်တစ်ယောက်ကဒါကျွန်တော်အသင်းကိုပြန်လာဖို့အတွက်တဖြည်းဖြည်းတည်ကြလာတဲ့ကစားသမားတစ်ယောက်ကတော့ Jadon Sancho ပဲဒါကျွန်တော်တို့ Fabrizio Romano ကဟိုနေ့ကရေးတဲ့စကားလုံးကရရှိရတယ်ဗောနော်အဲ့ဒါကပါ ဆိုဂျင်းနင်းဆန်းချူကို25သန်းနဲ့ခေါ်မလား5သန်းနဲ့အစ်သူကလည်း5သန်းပေးသူများအသင်းပြဿနာအပြဂျင်းနင်းဆန်းချူရဲ့25သန်းကလောက်ခါဥ25သန်းကဒါကျွန်တော်အပြောင်းရွှေ့ကြီးရဲ့ပြဿနာမဟုတ်ဘူးဂျင်းနင်းဆန်းချူရဲ့လက်ရှိလောက်ခလာစာကတော်တော်လေးကိုမြင်ပါတယ်ဂျင်းနင်းဆန်းချူရဲ့လောက်ခလာစာကချက်စီအစ်စ်နေနဲ့ခေါ်ခြင်းနဲ့ဆိုရယ်ခုလက်ရှိမှာဂျင်းနင်းဆန်းချူတက်ပိုကောင်းတဲ့ကစားသမားတွေကိုဒီလောက်ခလာစာနဲ့ခေါ်လိုက်ရတယ်ဟုတ်တယ်အပြောင်းရွှေ့ဒါကျွန်တော်တို့ အရာဈေးသက်သာတယ်ဆိုတာမှန်ပဲဒါဒီလောက်ခလဆာများတဲ့လောက်ကတော်တော်လေးကိုပြင်းထန်မဟုတ်မလက်ရှိမှာတပတ်လောက်ခလဆာ3သိန်းကိုဒါကျွန်တော်တလ1.2 million တနစ်ကိုဒါကျွန်တော်ပြန်တွက်ကြည့်မယ်ဒါကျွန်တော်15သန်းလောက်နီနီကစားသမားကိုထိုင်ပေးနေရမယ့်ပြဿနာကိုအနည်းဆုံးဂျင်းင်းဆန်ချိုချုပ်ပြီးဆို3နှစ်ချော့ရမယ်ယူနိုက်တက်ဂျားထဲမှာချက်စီအစ်စ်နဲ့ဂျင်းင်းဆန်ချိုကချက်ဆုံးပြတ်နိုင်ဘူးပြန်မရောင်းနိုင်ဘူးဆိုယူနိုက်တက်ရဲ့ပြဿနာပုံစံတိုင်းတဖြည်းဖြည်းပြည့်ဖြစ်မယ်အဲ့ဒါကလက်ရှိမှာပြဿနာဖြစ်တယ်ဒါကြောင့် Favizio Romano နဲ့ဒါကျွန်တော် YouTube မှာဟိုရ Facebook မှာ RCS ရအောင် ပုတ်ရရေးတိုင်း share တော့သူက25သန်းနဲ့ဂျင်းဆို25 ားသားနောက်မှာပါလာမဲ့ဂျေဒင်ဆန်ချိုရဲ့လုခလာစားကအင်မတန်မှကြီးပါတယ်အဲဒါကြောင့်မချက်စီအသေးနေတာကျွန်တော်တို့ဂျေဒင်ဆန်ချိုကို United သင်းစီပြန်ပို့ဖို့စဉ်းစားနေတာဖြစ်တယ်ဒါအပြင်ခုလက်ရှိမှာ Borussia Dortmund ကိုလေဒါကျွန်တော် Borussia Dortmund ကဒါကျွန်တော်တို့ချက်စီဂျေဒင်ဆန်ချိုကို ပဲပေါ့ယာဒီကုန်တဲ့ဒီအငါပြအဲ့တော့ United အသင်းကတော့သူတို့နေလာစားမပေးရပြီးတော့ပြန်ထုတ်ဖို့ရှိတယ်။ရောင်းအောင်မရောင်းအောင်ဆက်ဆိုင်တော့ကျွန်တော်အသင်းမှာမထားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ပေါ့နော်။နောက်ထပ်ကစားသမားတယောက်အနေနဲ့ဆက်ပြီးပြောရမယ်ဆိုတော့ကျွန်တော် Anthony ပဲ။ Anthony ကိုလက်ရှိမှာဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒါတည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ Manchester United အသင်းကတော့ လာမယ့်ရာသီမှာအသင်းကိုပြန်ခေါ်ဖို့အတွက်စီစဉ်မရှိဘဲနဲ့ပြောင်းချသွားမယ်ဒါမှမဟုတ်ကျွန်တော်အငှားဒါကျွန်တော်တို့ real battle ကိုတနက်တနက်အငှားဒါပြီးတော့ရာသီကိုဝယ်ယူပိုင်ဖို့ဆိုပါဒါပေမဲ့လက်ရှိမှာ Anthony ကိုလည်းအသင်းကြီးတော်များစိတ်ဝင်စားနေ Anthony ကိုလက်ရှိမှာ Atletico Madrid လို့အသင်းမျိုးကနေစိတ်ဝင်စားတယ် Juventus ကိုစိတ်ဝင်စားနေတဲ့အသင်းဒါပေမဲ့ United ဘက်ကလက်ရှိမှာ Anthony ဘက်ကိုလည်းရှင်းတယ် Anthony ကိုလက်ရှိမှာဒါဈေးတသက်တသာနဲ့ Euro 30လောက်နဲ့ခေါ်ယူနိုင်မယ်ဆိုပြီးပြောထားတယ်ဒီနေရာမှာဒါကျွန်တော် Anthony ကိုခေါ်ယူခြင်းတဲ့ club တွေရှိတယ် Real Betis ကသူတို့ကတော်တော်လေးကိုသဘောကျတယ်အန်သူဒါပေမဲ့လက်ရှိမှာ United တောင်းတဲ့ Euro 30ဆိုတာ Real Betis လို့အသင်းမျိုးအတွက်များတယ်ဒါပေမဲ့ န်တိုနီကိုလက်ရှိမှာရီယယ်ဘက်တစ်ကအကယ်၍သာသူတို့အနေနဲ့ conference ရခဲ့မယ်ဆိုရင်တော့ခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တယ်ပေါ့နော်။နောက်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုလက်ရှိမှာ Casemiro အခုလက်ရှိဒါကျွန်တော် Ruben Amorim ရဲ့လက်ထက်မှာ Casemiro အနေနဲ့ခြေစွမ်းရအနည်းနဲ့အနည်းနဲ့အများတော့ဒါကျွန်တော်ပြန်ပြီးတိုးတက်လာခဲ့တာမှန်ပေမဲ့လာမယ့်လူရာဒီမှာအသင်းကနေပြီးတော့တရဝင်းဒါကျွန်တော် ထွက်ခွင့်ပြုသွားမယ်ကြတယ်ဒါပေမဲ့ပြဿနာကကာဆမီရိုကိုတယ်မကာဆမီရိုအနေနဲ့လက်ရှိမှာ United အသင်းမှာပျော်ပြီးသူ့နဲ့သူစာချုပ်တက်တန်းကုံဆုံးနေတည်နေကျသွားတယ် United ကလက်ရှိမှာလောက်ခလဆာအင်မတန်မှများလုံးနဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလာမေ့ဒါကျွန်တော်တို့နွေရာသီမှာအသင်းကနေပြီးတော့ထွက်ခွင့်ပြုသွားပြီးကာဆမီရိုကိုလက်ရှိမှာ Saudi Club တွေကနေပဲစိတ်ဝင်စားနေဆိုသတင်းထွက်လာခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ Christian Eriksen Eriksen ကလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းကလာမေ့နွေရာသီမှာ100%ထွက်မှာဖြစ်ပါတယ်သူ့အနေနဲ့စာချုပ်တက်တန်းကုံသွားပြီးဖြစ်ကြောင့်စာချုပ်တက်တန်း United ဘက်ကလည်းတိုးပို့စီစဉ်မရှိလို့သူ့ဘက်ကလည်းလက်ရှိမှာဒါကျွန်တော်တို့ United အ ်သင်းနဲ့အနာဂတ်မှာမရှိတော့တဲ့အကြောင်းကိုတရားဝင်တာကျွန်တော်သူ့ရဲ့ agent တွေစီကနေစကားလုံးတွေကြားခဲ့တာဖြစ်တယ် Christian Eriksen ကသူ့ရဲ့ငွေမွေးချံပေါက် club တစ်ခုဖြစ်တယ်ဒါကျွန်တော်လက်ရှိအခြေအနေတွေအရဒါ personally အမြင်အရဆိုရင်တော့ဒါ လက်ရှိအခြေအနေဒီနောက်ဆုံးသတင်းတွေရဆိုရင်တော့ဒါကျွန်တော်ခရစ်ရှ်အရစ်ဆန်ကတော့ IS ကိုပြန်လဲပြီးတော့ပြောင်းရွှေ့တော့မှဖြစ်တဲ့ဆွဲသတင်းတွေထွက်ပေါ်နေခဲ့တယ်ပေါ့နော်။နောက်သတင်းတစ်ခုက Victor Lindelof ပါ။ Victor Lindelof ကလက်ရှိမှာကျွန်တော်စာချုပ်သတင်းကိုတော့မယ်။သူလည်းသူကတော့လက်ရှိမှာဒါကျွန်တော်တိတိလောက်ကကြားရတဲ့သတင်းတွေရ Galatasaray ဒါမှမဟုတ်ကျွန်တော် Fenerbahce ကိုပြောင်းဖို့တော့ရည်စမ်းစားနေတယ်။ဒီနှစ်ဆောင်းရသီးတော့ခရစ်ကကဒါ ဗီတလီနော့ဖ်ပြောင်းမှုအတွက်ဒါတာဆူခဲ့ပြီးမဲ့ကန်ဆယ်ပိုင်းကတိုင်ရီခဏခဏရရကြောင့်လင်လော့ဖ်ကိုအသင်းကနေပြင်ပြောင်းခဲ့ပေးနေလင်လော့ဖ်ကိုအသင်းမှာထားခဲ့တဲ့တဲ့ရင်းရှိပါအဲ့ဒါလင်လော့ဖ်နဲ့လာမဲနွေရာသူလာမဲနွေရာသူပြောင်းရွှေ့မှာတော့ဒါတော်တကီကလပ်တွေကိုပြောင်းရွှေ့မှုအတွက်တေချာလောက်နေနေဖြစ်နေအဲ့တော့ဒီယာတီပြီးရင်နားမဲ့ကစားသမား၂ယောက်ရှိရဲဒီလိုနှစ်ယောက်ကဒါဂျော်နီအီဗန်စ်နဲ့တော်မီဒန်ဖြစ်တယ်ဂျော်နီအီဗန်စ်နဲ့တော်မီဒန်ကလာမဲနွေရာသူမှာဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်တက်တန်းနေကိုမှာဖြစ်ပြီးတော့သူတို့နဲ့ဘယ်အသင်းမှမပြောင်းတော့ဘဲနဲ့ဂျော်နီအီဗန်စ်နဲ့တော်မီဒန်နှစ်ယောက်ကတော့ဘောလုံးကစားတာကနေပြီးတော့လာမဲနွေရာသူမှာအနားယူတော့မှာဖြစ် ်တယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့ Fabrizio Romano ရဲ့ဒါသူ့ရဲ့ podcast ကနေပြီးတော့သိရတယ်ဒီမှာပါတယ်ဘောနော်နောက်ထပ်တားကစားသမား2ယောက်ကျန်သေးတယ်ဒီတော့ doctor တယောက်ကဒါကျွန်တော် Tyrell Malacia ဘောနော် Tyrell Malacia လက်ရှိမှာဒါ PSV Eindhoven ဒါကျွန်တော် Netherlands club မှာသွားပြီးအငှားရဲ့သော်စော်နေတယ် PSV အနေနဲ့ခုလက်ရှိမှာ Malacia ကိုအပိသက်ခေါ်ယူဖို့အတွက်အခြေအနေတွေကောင်းနေပြီးတော့ကစားသမားကိုယ်တိုင်ကလည်း Manchester United ကိုပြန်ခြင်းနဲ့စိတ်မရှိဘဲနဲ့သူ့အနေနဲ့ PSV အသင်းမှာပဲဆက်လက်ပြီးတော့နေမယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်နေတဲ့ဒီမှာပါပါတယ်လက်ရှိမှာဒါ Tyrell Malacia အနေနဲ့ခုလက်ရှိ PSV Eindhoven ကိုဒါကျွန်တော်တို့အပိပြောင်းဖို့ တွက်လက်တဆူနေတာဖြစ်ပြီးတော့လက်ရှိကြားတဲ့သတင်းတွေအရဆိုတော့မလာစီးယားကိုယ်တိုင်ကလည်း United ကိုပြန်မလာခြင်းဘူးလို့ကြားသေးတယ်မှာတခါကျရင်ကျွန်တော်တို့လည်းနားတော့မလဲဘူးပေါ့နော် United တင်တာမလာစီးယားတို့ပေါ့ဆိုလဲအမြင်နဲ့စိတ်ထိုင်ကူပေးနေတာပဲ What is wrong with them ပေါ့နော်ကျွန်တော်ဒါကျွန်တော်ရဲ့ပုံကိုရဘာတွေဖြစ်နေမှန်းမသိဘူးအဲ့တော့ LT ဘရင်သားအမြင်ရော LT ဘရင်သားကလာမဲ့နေရာဒီမှာဒါကျွန်တော် United လက်ရှိဂိုးသမားတွေလိုပဲ Onana Tommy တဲ့ LT ဘရင်သားလက်ရှိ United ဂိုးသမား၃ယောက်လုံးကလက်ရှိလာမဲ့နေရာဒီမှာ Manchester United အသင်းရဲ့အနာဂတ်မှာမရှိတော့တဲ့အတွက်ကြောင့်မို့တာတေးကြတဲ့အနေအထားတစ်ခုကိုဖြစ်ပေါ်လာခဲ့လို့ကြားသိရတော့ ော့ယူနိုက်တက်အသင်းနဲ့ဒါကစားသမားတွေရပြန်တွက်မယ်ဆိုတော့ဒါကျွန်တော်အစအပြန်ပြောရမယ်ဆိုတော့ Marcus Rashford, Jadon Sancho, Anthony, Casemiro, Christian Eriksen, Victor Lindelof, Johnny Evans, Tommy Dent, Tara Malacia, Alti Bayinda ဒီကစားသမားတွေအကုန်လုံးနီးနီးဒါကျွန်တော်တို့ဆက်လက်ပြီးတော့ဗောနော် ဆက်လက်ပြီးတော့ဒါကျွန်တော်တို့အော်တီဘရင်နာအနေနဲ့ဒါကျွန်တော်တို့လက်ရှိအနေထားရကျွန်တော်တိတလောက်ကိုပြောရမယ်ဆိုရင်တော့ဒီကစားသမားတွေကလက်ရှိလာမယ့်နေရာဒီမှာမှချက်ဆိုဒါပေမဲ့ဒီကြားထဲမှာမှဒါကျွန်တော်တို့ထွက်ဖို့အတွက်ရေဘန်းစားနေပြီကျွန်တော်တို့ဒါတင်းနေထွက်နေတာကိုဘီမိုင်းတွေရက်စမူဟိုလေမေဆမောင်မေဆမောင်ကို United ဘက်ကအချိန်ပေးတာကုန်သွားခဲ့ပြီဆိုပြီးတော့ဈေးတဈေးတစ်ခုရပြန်ရမယ်ဆိုတော့မေဆမောင်ကတော့ရောင်းသွားနိုင်တယ်ဆိုတော့ကောလာဟာလိုက်ထွက်နေခဲ့တယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုကြည့်လို့ရပါတယ်များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှမမေ့နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါအားလုံးပဲကြိုတူပါနဲ့မြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မှမမေ့နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါနဲ့ကြော်တော်ကိုပြပါဗျဒေးပါပါ